ောက်တစ်ခုကတော့စိတ်ကိုဆုံးမတဲ့အခါစဉ်းစားဉာဏ်နဲ့ဆုံးမတာဘယ်လိုဆုံးမတော့ဆိုလို့ရှိရင်ကိုယ်စိတ်ထဲမှာလူချင်းလောဘတတ်မဲ့တဲ့ရာဂတွေဖြစ်လာပြီဆိုလို့ရှိရင်ဩလူချင်းလောဘတတ်မဲ့တဲ့ရာဂတွေဟာအပင်ငယ်ကိုကြားစစ်နိုင်လောက်အောင်အကုသိုလ်မှုတွေတိုးတိုးပြီးတော့ဖြစ်လာစေတတ်တယ် မကြီးထွားခင်ကငါဟာသူ့ကိုထိမ့်သိရမယ်ကြီးထွားလာလို့ရှိရင်ယောဂလိုပဲအလုံးဟာမဖြစ်တဲ့နေရာဖြစ်ကုန်နိုင်တယ်လို့လောဘကိုအပြစ်ကိုမြင်ပြီးတော့အဲ့လိုထင်ရဒေါသဖြစ်ပြီးဆိုလို့ရှိရင်လည်းဒီဒေါသရင်ထဲဖြစ်လာပြီရှင်ထဲကနေပြီးတော့နှုတ်ဖြားရောက်လာလိမ့်မယ်နှုတ်ဖြားရောက်လာလို့ရှိရင်ဆဲတာရဲတာဖြစ်လာပြီအဲ့ဒီကနေပြီးတော့လက်ပါလာတယ် လက်ပါလာရနေပြီးတော့ရိုက်တယ်နှက်တယ်တတ်တယ်ဖြတ်တယ်ထီအောင်ဖြစ်လာဒေါသဟာအဲ့လိုဖြစ်လာမှအပြစ်တွေကိုရှုမြင်သုံးသပ်ပြီးယင်ထဲမှာဖြစ်တဲ့ဒေါသကိုယင်ထဲမှာပြောင်းသွားထိန်ချုပ်နိုင်ရဒါထိန်းတဲ့နည်းတည်းအပြစ်ကိုရှုမြင်ပြီးတော့ထိန်းတာဒီတဲ့ယင်းကျက်လာတဲ့အခါကျတော့အပြစ်ကိုရှုမြင်ုံနဲ့မဟုတ် ဖြစ်ပေါ်လာတဲ့အာယုန်လေးတစ်ခုပေါ်မှာတဘာဝကိုတဘာဝအတိုင်းချိတတ်လာပြီဆိုလို့ရှင်ဒေါသဖြစ်စရာအာယုန်တို့မမြင်တော့ဘူးလောဘဖြစ်စရာအာယုန်တို့လည်းမမြင်တော့ဘူးတဘာဝတရားတစ်ခုလို့သာမြင်တဲ့အခါမှာလောဘလည်းမဖြစ်တော့ဒေါသလည်းအဲ့ဒီလိုပညာဉာဏ်နဲ့ထင်းသိမ်းဆွရှောင်းမယ်လို့ဆိုလို့ရှင်နော်အဲ့ဒါကိုပြောတာစိတ်တတ်တဓမ္မထောတာတို့စိတ်ကိုတမထာနဲ့ထိမ့်မယ် စိတ်ကိုဝိပဿနာကျင့်နေနဲ့ထိမ့်မယ်အဲ့ဒါလိုထိမ့်လိုက်လို့စိတ်ထဲမှာလောဘဒေါသတွေမဖြစ်တော့ဘူးဒါတွေဝင်မလာတော့ဘူးတဘာဝအယုံလေးပေါ်မှာပဲစိတ်ကဒီငြိမ့်သွားပြီဆိုလို့ရှိရင်ဒါယဉ်ကျေးသွားပြီလို့သူပြောတယ်